ရုံးဘုံသီးတွေအတင်ချလုတ်တဲ့အချိန်မှာပေါက်ကွဲတာပေါက်ကွဲပြီးတော့စစ်ကောင်စီစစ်သားတွေအဆာနာပျောက်သွားတယ်ဘယ်သူကဘယ်ဝါမှန်းမသိတော့ဘူးပေါ့နော်လိုက်စုနေရမှာပေါ့ဟန်ကောလေးနဲ့တစ်လုံးလောက်တော့ရမှာပေါ့နော်မင်းတို့ဝစ်လေတာအဲ့ဒါမင်းတို့အဆာနာပျောက်သွားရဆိုတာမင်းတို့ဝစ်လေတာ င်္ဂလာပါဒီကနေ့ကတော့အော်တိုဘာလ22ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီကနေ့မှလည်းကျွန်တော်တို့သတင်းဒူးတွေရှိတယ်ပေါ့နော်အဲမြောက်ရီမျိုးပေါ်မှာငရဲပွက်နေတဲ့ကြားပြန်နေအကြောင်းပေါ့နော်အဲ့ဒါလည်းရှိတယ်ပြီးတော့ဒါစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကဒါစီဒီအန်နေအဲပြီးရင်ဒါနိုင်ငံရေးလှုပ်ရှားမှုလုပ်တဲ့လူတွေအဲ့ဒါနဲ့ပတ်သက်လို့ပေါ့နော်ဒါစစ်ပြေးရဲပြေးတွေကအစဖမ်းမှုအတွက်ဆိုပြီးတော့လုပ်နေတဲ့အကြောင်းနေအဲပြီးရင်ဒါလှိုင်တရားမှာပေါ့နော် ရဲစခန်းကိုဒလိုင်းတပ်ဖွဲ့တွေကလက်ပြုံသုံးလုံးပစ်သွင်းတိုက်ခိုက်အဲထိခိုက်ဒဏ်ရာရရှိမှုမသိရဒါပေမဲ့လူနာတွေငားတွေဝင်သွားတယ်ဆိုတဲ့အကြောင်းတွေလည်းပါမယ်ပြီးရင်ဒါကြောင့်ဒါ AO တိုက်ဖို့ပေါ့နော်ကြောက်ဖြူမျိုးအတွင်းမှာ drone တွေဘုံသီးတွေပေါ့နော်အဲအဲ့ဒါတင်ချလုပ်နေနေပေါက်ဝဲပြီးတော့အစားပြောက်သွားတယ်ဒါစစ်ကောင်စီစစ်သားတွေအကြောင်းလည်းပါမှာပေါ့ဗျာအဲ့တော့ပထမဆုံးတော့ဒါကျွန်တော်တို့ KK back အဲအဲ့အကြောင်းလေးဆက်ပြောမယ်ပေါ့နော် အဲ့ခါကရှေ့မှာဖြစ်စဉ်ဖြစ်သွားပြီးသားပေါ့နော်ဖြစ်စဉ်ဖြစ်သွားပြီးသားလဝါချင်းရိုက်တာပေါ့ဗျာလဝါချင်းရိုက်ပြီးတော့ရုပ်ရှင်အတူတူပေါင်းရိုက်ကြတယ်ဒါစစ်ကောင်စီနဲ့ BG အဲ့ဒါကြောင့်မလို့ဒါရှေ့ကဟာတွေကတိတဲ့သူတွေကပေါ်ကြတာပေါ့ပြည်သူတွေကလည်းပေါ်တာပေါ့ဘာမှမဟုတ်ဘူးဒါလုံးဝလဝါချင်းရိုက်ထားတာအဲပြီးရင်အခုဝင်ဖမ်းတဲ့နေရာဘလို့နေရာပြီးရင်ဖမ်းသွားတဲ့ပုံစံဘလို့အဲမှတ်တမ်းရိုက်နေတာကဘလို့ပြီးရင်ဗမာလည်းဖမ်းပြီးတဲ့လူတွေအဲ့လိုပုံစံမျိုးနဲ့ဒါပြည်သူတွေကအကုန်လုံးပေါ်တဲ့ခါကျတော့သူတို့ရဲ့ဟာကြီးကပေါ်သွားတာပေါ့ဗျာ ို့မှလုံစားမလို့ပါဆိုနေမှဒါပြည်သူတွေကအဲ့လိုဝိုင်းဖော်တယ်သူတို့အချက်ကွဲတာပေါ့နော်အဲ့ဒါနဲ့ပဲအခုထပ်ပြီးတော့ဒါသူကဒီ KK ဘက်ကိုပေါ့နော်ထပ်ပြီးတော့ဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းရလို့ဝင်ရောက်စီးနှင်းမယ်ဆိုတဲ့သတင်းရလို့ပေါ့နော်ဝင်ရောက်စီးနှင်းတာသတင်းပေါက်ဆရာလို့လား အဲ့ဒါကြတော့ဝင်ရောက်စီးနှင်းမဲ့ဆိုတဲ့သတင်းရလို့အိုက်ထဲကဒီကြားပြန်လုပ်တဲ့သူတွေကထွက်ပြေးနေကြတာဒါမြရီမျိုးပေါ်မှာလုံးဝငရဲပွက်နေတဲ့အတိုင်းပဲဆိုင်ကယ်ကယ်သမားကြီးဆိုပြောနေရတဲ့အများကြီးပဲပေါ့နော်ဒီကောင်တွေဟိုပြေးလိုက်ဒီပြေးလိုက်အဲ့လိုပုံစံမျိုးနဲ့ဖြစ်နေတာအင်အားဆိုရင်ဒါအယောက်300လောက်တောင်ရှိရဆိုပြီးတော့သိရငါတရုတ်တွေပေါ့နော်တရုတ်တရုတ်ပုံစံမျိုးကြီးလည်းပါတယ်နိုင်ငံခြားသားတွေပါတယ်အဲပြည်တွင်းကအလုပ်သမားတွေလည်းပါတယ်ဆိုပြီးတော့သိရအဲ့ဒါကြတော့ဒီ KK ဘက်ကိုစစ်ကောင်စီဘက်ကဝင်ရောက်စီးနှင်းပြမှာစီးနှင်းပြမှာမလို့ဒါ ဒီလိုမျိုးဖြစ်စဉ်တွေဖြစ်သွားတယ်အဲ့လိုဖြစ်တဲ့အချိန်မှာအဲ့ဝင်းထဲကနေပြီးတော့ဒီတာဝန်ယူထားတဲ့ဦးစီးပြီးတော့လုံနေတဲ့ဘီဂျက်တွေကပေါ့နော်ဒီဂိတ်တွေဖွင့်ပေးတယ်တကားတွေဖွင့်ပေးတယ်မင်းတို့သွားချင်းရသွားဆိုတဲ့ပုံစံမျိုးနဲ့အဲ့လိုပုံစံမျိုးလှုပ်တာပေါ့နော်ရှင်းထုတ်နေတဲ့ပုံစံမျိုးတွေလုံနေတယ်ဆိုပြီးတော့လည်းသိရတာပေါ့နော်အဲ့တော့ဒီမြောက်ရီမျိုးပေါ်မှာဒီဟာနဲ့ပတ်သက်လို့ရှုပ်ရှက်တွေခန့်နေတဲ့အဲတချို့ကကြတော့လေထိုင်းဘက်ကိုကူးဖို့ပြင်ဆင်နေကြတာရှိတယ်အဲတချို့ကကြတော့လေ KK ဘက်ကနေထွက်ပြီးတော့ရွှေကုတ်ကိုသွားမှာသူကအဲ့လိုအမျိုးစွေရှိတဲ့သူတွေကလည်းအဲ့လိုပဲချမ်းကိုသွားမယ်ဆိုပြီးတော့လုံနေကြတာကြီးလည်းရှိတယ် အဲပြီးရင်တချို့ကကြတော့လေဒီ budget တွေကအဆပါเนาะကားတွေနဲ့တည်ပြီးတော့ live ပေးနေတာတွေရှိတယ်ပြီးရင်ဒါတစ်ဖက်ကန်းကိုကူးသွားနိုင်တဲ့သူတွေလည်းရှိတယ်ဆိုပြီးတော့လေသိထားရတယ်ဗောနော်အဲ့တော့ဘလိုပဲဖြစ်ဖြစ်ရောက်ရက်တွေခက်ပြီးတော့ online ကျင်းလိုက်ကြီးပြည်စိတ်ုံတုံးနဲ့ထိုးသလိုပဲဗောနော်အဲရောက်ရက်တွေခက်နေတဲ့အနေထားဗောနော်ဒါကြီးကိုလည်းပြည်သူတွေကထပ်ဖို့ကြအောင်လို့လေဗောနော်ဒီမှာကြည့်အဲ့လိုဖြစ်နေတာဘာလဲအဲ့ဥစ္စာတမင်လုံးနေတာဗောနော်ဆိုတော့အလုတ်ပြနေတာမင်း online ကအလုတ်ပြနေတာတကယ်လို့သူအာဆီယံထိပ်သီးအစည်းအဝေးပဲတွတ်တက်ရမယ်ဆိုတဲ့အချိန်ကြရင် ဒါတွေကသူ့အတွက်ပြောစရာပြစရာတခုဖြစ်သွားမှာပေါ့အဲအဲ့လိုဖြစ်အောင်လို့လဲသူကတမင်လုပ်ပြနေတာဟုတ်တယ်ကျွန်တော်ကဒီဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်လည်းလက်မခံဘူးကျွန်တော်လည်းတိုက်ဖြတ်နေပါတယ်အဲကျွန်တော်လည်းဒီဥစ္စာနဲ့ပတ်သက်ပြီးတော့ပူပေါင်းပြီးတော့ပါဝင်လှုပ်ဆောင်ပေးနေပါတယ်ဆိုတဲ့ပုံစံမျိုးသူကပြချင်တာပေါ့နော်အဲ့တော့ဗီဂျက်ပါလို့မလဲဆိုတဲ့ဟာကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်အဲနောက်တစ်ခုက အဲဒီတက်ခွင့်ရမရဆိုတဲ့ဟာကလည်းကျွန်တော်ရှေ့မှာပြောခဲ့ပြီးသားပါเนาะအဲ့တော့တက်ခွင့်မရရင်ဘာဖြစ်မလဲတက်ခွင့်ရရင်ဘာဖြစ်မလဲဆိုတဲ့ဟာလည်းပြောပြီးသားအဲ့တော့တက်ခွင့်ရသွားတယ်ဆိုရင်တော့လေဒါမင်းအွန်လိုင်းကဒီရွေးကောက်ပွဲအလွန်မှာသူတရားဝင်ဖြစ်ရေးပေါ့เนาะအဲ့ဒါနဲ့ပတ်သက်လို့အသာစီးရသွားနိုင်တယ်နိုင်ငံရေးအသာစီးရသွားနိုင်တယ်ဆိုတော့ပုံစံမျိုးတော့ဒါရှိနိုင်တယ်ပေါ့เนาะအဲ့တော့ဒီ KK ပတ်နဲ့ပတ်သက်လို့ပြောမယ်ဆိုရင် KK ပတ်ကဒါဝင်းကြီးပေါ့เนาะအကျယ်ကြီးပေါ့เนาะအဲအဲ့ထဲမှာဒါသူက site တွေခွဲထားတဲ့ပုံစံမျိုးဆိုရင်1 2 3 4 6အဲ6တိရှိတယ်ပေါ့เนาะ ဟိုနေ့ကဝင်ပြီးတော့အစည်းပြပါတယ်ဆိုတဲ့နေရာကနှစ်အဲနှစ်နှစ်ကကြတော့ဘလိုနေရာမျိုးလဲဆိုတော့သူကအဲ့တစ်ကနေ1 3 4 5 6ထဲမှာမပါဘဲနဲ့သူကတီးတန့်လေးခွဲထွက်နေတဲ့ပုံစံမျိုးသူကဘာလဲဆိုတော့သူကအဲအစ်စ်ဆောက်လုပ်နေတဲ့ပုံစံမျိုးတဲ့အဆောက်အဦတွေကစာမပြီးသေးဘူးပေါ့နော်ပြီးရင်အဲ့ခါကသူကခေါင်းဆောင်ပိုင်းနေနေမဲ့နေရာမျိုးလူတော်မနေသေးတဲ့နေရာမျိုးအဲ့လိုနေရာမျိုးကိုသူတို့တွေဝင်စည်းခဲ့တာပေါ့နော်ဝင်အစည်းပြခဲ့တာစည်းပြပြီးတော့ဒီကနေပြီးတော့ပဲဒါလူဘဏ္ဍထောင်ဖမ်းမိတယ်လို့အပြင်ဒါ Starling Band ဒါ အဆုံ30ရှိတယ်လို့အဖမ်းမိတယ်လို့အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ဗောနော်တချို့ပစ္စည်းပစ္စည်းတွေကိုဒါပုံပြီးတော့ဒါဖြည့်ဆည်းပြတာမျိုးတွေလည်းလုံးပြခဲ့သေးတာဗောဗျာအဲ့တော့ကြအခုတက်ကနေပြီးတော့3456ကိုဒါဒီလိုမျိုးပုံစံမျိုးလုံးမယ်ဆိုပြီးတော့သတင်းရလို့သတင်းကဘယ်သူကပေးရပြီးရင်အဲ့လိုမျိုးသတင်းရပါပြီဆိုတဲ့အချိန်မှာဒီလိုမျိုးတွေထွက်ခွင့်ပေးတာဘယ်သူကပေးရလဲအများကြီးပဲဗောနော်အများကြီးဒီဥစ္စာကြီးကလုံးဆက်ကြီးမှသိတာလာဗောဗျာ အဲ့တော့ကျတော့စစ်ကောင်စီကဒီဥစားကိုလောက်ွက်တစ်ခုအနေနဲ့ပြမယ်ဆိုပေမဲ့အဲ့လောက်ွက်ကဘလိုမျိုးပါဆိုတဲ့ဟာကိုကျွန်တော်တို့ကထပ်ပြီးတော့တင်းတင်းကျပ်ကျပ်သိအောင်ပြတ်နှက်အောင်လှုပ်ဆောင်နိုင်နေဆိုရင်မင်းအောင်လိုင်းထပ်ပြီးတော့မျက်နှာပြည့်ရအောင်ပါဗောနော်ပြီးတော့ဒီမြောက်ရီဒေသခံဗောနော်ဒါမြောက်ရီမြို့ခံတအူးကလည်းဒါထိုင်းမြန်မာနယ်စပ်မှာဘသူတွေကငွေလိန်ကိုင်းနေဖွင့်ထားတာလဲအမေရိကန်ကအသေးအံရှာဖွေနေတဲ့ကြားဖြတ်နေဆိုတာဘသူတွေလဲဆိုတာပေါ်သွားတာဗောဗောလေ အဲဒီစစ်ကောင်စီနဲ့ BJJ ကြားမှာညှိနှိုင်းပြီးတော့ဒါကြားဖြန့်လုပ်ဖို့ခိုင်းထားတဲ့နိုင်ငံသားတွေကိုဒီတိုင်းလွှတ်ပေးလိုက်တာပါတဲ့အဲနိုင်ငံသားတွေကလည်းလွတ်ရလွတ်ကြောင်းထွက်ပြေးပြီးတော့ထိုင်းဘက်ကိုကူးသွားတဲ့လူတွေလည်းရှိတယ်တချို့ကရွှေကုတ်ကိုဘက်ကိုကူးပြောင်းဖို့ပြင်ဆင်နေကြရလည်းရှိတယ်အဲ့တော့ဒါတွေပြန်ပြန်ဖော်ပြကြဖို့လိုတယ်ဒါဒေသခံတွေကစဒီလိုမျိုးပြောထွက်လာပြီပေါ့နော်အဲ့တော့ကျတော့ဒီနေရာမှာမဟုတ်ဘူးဆိုရင်တော့မနောက်တနေရာဘယ်နေရာရှိသေးတယ်ဆိုတဲ့အားမျိုးပေါ့ဗျာအဲ့လိုမျိုးတွေဒါအများကြီးဖော်ထုတ်ပြဖို့လိုတယ်ပေါ့နော်အဲ့ဘလိုပဲဖြစ်ဖြစ်မင်းအောင်လိုက်ပြောစရာစကားမရှိအောင်ကျွန်တော် ဒီဘက်ကဒါဒေါ်လန်ပြည်သူတွေဝိုင်းပြီးတော့စူးစမ်းကြတာပေါ့လေနော်နောက်ထပ်သတင်းတစ်ခုကတော့ဒါနိုင်ငံရေးလှုပ်ရှားသူများ CDM များကိုဖမ်းဆီးဖို့ဆိုပြီးတော့ဒါ PSM စနစ်ကိုအစစ်မြင့်တင်နေတယ်ပြီးရင်ဒါဒီစနစ်ထဲမှာပေါ့နော်အရင်တုန်းကထည့်ထားတဲ့နာမည်စင်းတွေအပြင်ထပ်ပြီးတော့တိုးထားတဲ့နာမည်စင်းတွေလည်းရှိလာတယ်ထပ်ပြီးလဲတိုးနေတယ်ပေါ့နော်ဒါအမိစင်းတွေထပ်ဖြည့်တာတွေရှိတယ်အဲတိုင်းဒေသကြီးနဲ့ဒါပြည်နယ်အားလုံးကိုဒါဖန်ဆီးဖို့အတွက်ညွှန်ကြားနေတာမျိုးတွေရှိတယ် ပြီးတော့ဘလိုနေရာတွေမှာပေးတယ်လဲဆိုတော့သူကစစ်စေးဂိတ်တွေကားဂိတ်တွေယထာဂိတ်လေစိတ်မျိုးဝင်ထွက်ဂိတ်အဲ့လိုမျိုးဂိတ်တွေမှာရှိတဲ့စစ်ကောင်စီစစ်သားတွေရဲတွေလာဝကထွေအုပ်အဲ့လိုမျိုးကောင်တွေအကုန်လုံးကိုဒီ application ပေးထားတယ်ပေါ့နော်ပေးပြီးတော့ဒီ password တွေဘာတွေနဲ့သူတို့ပဲသိတဲ့ပုံစံမျိုးနဲ့လျှို့ဝှက်လှုပ်ဆောင်နေတဲ့သဘောအဲ့လိုမျိုးဟာကိုလည်းတေချာပေါက်ညွှန်ကြားထားတယ်ပြော့ဒါအသွားလာတယ်ဗောနော်အဲဂယုဆိုင်ကြကိုလည်းပြောကျင်တယ်ရှေ့မှာအဲ့လိုဖြစ်စဉ်တစ်ခုဖြစ်ခဲ့ဘူးလေဗောနော်အဲပုံမှန်တိုင်းလည်းအရင်တုန်းကတော့သွားနေတာပဲဒါပေမဲ့အဲ့ဒီခေါက်သွားတဲ့အချိန်မှာတော့ ဒီလိုမျိုးစနစ်နဲ့စစ်တဲ့ခါကျတော့ပေါ်ပေါက်ပြီးတော့ဖန်ခံလိုက်ရတဲ့စီဇန်လေးလည်းရှိခဲ့တယ်ဗောနော်တောင်ကြီးဘက်ကနေဖြစ်တဲ့ဖြစ်စဉ်တစ်ခုမှဆိုလဲအဲ့လိုပုံစံမျိုးရှိထားတာဆိုတော့အဲစစ်ကောင်စီဘက်ကတော့ဒါနဲ့ပတ်သက်ပြီးတော့ပို့တိုးပြီးတော့လှုပ်ဆောင်လာတယ်ဒါကိုလည်းယူဆိုင်ကြဖို့လိုတယ်ဗောနော်ပြီးတော့ဒီပေါက်ကြားမှုနဲ့ဆိုင်တဲ့ကိစ္စတွေဗောနော်သတင်းပေါက်ကြားသူတို့အထဲကနေပြီးတော့သတင်းတွေအပြင်ကိုပေါက်ကြားတဲ့ကိစ္စသတင်းဌာနတွေဘောကိုရောက်သွားတဲ့ကိစ္စဂျင်းနဲ့နေစာတွေဗောနော်ဒီဥစ္စာတွေကမှအစား သတင်းဌာနတွေမီဒီယာတွေဘက်ကိုရောက်ရောက်လာတဲ့ကိစ္စနဲ့ပတ်သက်လို့တို့တွေအခုချိန်အထိတော့မကင်တွယ်နိုင်သေးဘူးဒါပေမဲ့ကင်တွယ်ဖို့အတွက်တို့စူးစမ်းနေတာလည်းရှိလာတယ်။အဲ့ဒါကကျွန်တော်ရှေ့မှာဖြစ်လာနိုင်တယ်လို့ပြောခဲ့တဲ့ဒါဗီဒီယိုတွေရှိတယ်ပေါ့နော်။အဲ့ဒါဗာလဲဆိုတော့ကျင်းနန်းတွေဒီလိုပေါက်ကြပြီဆိုတဲ့အခါမှာဘယ်ကနေပေါက်ကြသလဲဘသူစီကနေပေါက်ကြသလဲဘယ်ဌာနကနေပေါက်ကြသလဲသိရအောင်ပေါ့နော်။ဒီစာတွေကိုမတူအောင်ဖြန့်ဝေပေးတာမျိုးအဲဆိုတာဒါဌာန၃ခုကိုစာရွက်၃ရွက်ပေးမယ်။၃ရွက်မှာတစ်ခုစီမတူအောင်တို့ရေးလိုက်တယ်ပေါ့နော်။ ဒီပထမတွေ့ရမှာကာကြီးပါကာကြီးပါမယ်ဒုတိယတွေ့မှာကာဝေးပါမယ်တတိယတက်မှာကာကားငယ်ပါမယ်ပေါ့နော်တတ်မှတ်ထားတဲ့နေရာမှာပြောင်းလဲပြီးတော့တမျိုးစီပုံစံမျိုးနဲ့သူတို့ထုတ်ပြလိုက်မယ်အဲ့တော့ line မှာတက်လာပါတယ်ဆိုတော့ဂျင်းနန်းကိုကြည့်လိုက်တဲ့ခါကျတော့ကာကြီးပါတဲ့ဂျင်းနန်းလားကာဝေးပါတဲ့ဂျင်းနန်းလားကားငယ်ပါတဲ့ဂျင်းနန်းလားအဲ့ဂျင်းနန်းကိုကြည့်ပြရတယ်ကာကြီးပါတဲ့ဂျင်းနန်းဆိုရင်ဘယ်ဌာနကိုပေးလိုက်တာအဲ့လိုမျိုးနဲ့သူတို့ကဖော်ထုတ်ဖို့အတွက်လှုပ်လာနိုင်တယ်ဆိုပြီးတော့ဒါကြောင့်ရှိမှာ video တွေနဲ့ပြောခဲ့တယ်အခုဆိုလဲအဲ့လိုပုံစံမျိုးလုပ်နေပြီဆိုပြီးတော့သိရတယ် ။အဲစစ်ကောင်စီဘက်ကဒါမမြင်နိုင်တဲ့ဒါလျှို့ဝှက်ကုတ်တွေစာတွေဒါတွေပါထည့်ပြီးတော့ဒီစာစာတွေဂျင်းနဲ့နေမှာရေးပြီးတော့ပို့တဲ့ပုံစံမျိုးတွေရှိလာတယ်။အဲဥစ္စာနဲ့ပတ်သက်ပြီးတော့သူကဒီပေါက်ကြားတဲ့ကိစ္စတွေကိုဖော်ထုတ်နိုင်မှုနှီးမျိုးစုံလုပ်လာတယ်။အဲတော့လက်ရှိချိန်ထိတော့သူတို့တားဆီးနိုင်ခြင်းမရှိဘူး။ဘာကြောင့်တားဆီးနိုင်ခြင်းမရှိရလဲဆိုတော့သတင်းလက်ဦးမှုရနေလို့တားဆီးနိုင်ခြင်းမရှိ။သူတို့လုပ်မဲ့အစီအမံတွေအခုသူတို့ကဒီဟာနဲ့ပတ်သက်လို့ဒီနီးလန်းတွေနဲ့တုံးပြီးတော့ဖော်ထုတ်မယ်ဆိုပြီးတော့လုပ်လိုက်တဲ့တဲ့င်းတွေကကျွန်တော်တို့ဒီဘက်ကတော်လိုင်းတက်ဖွဲ့စုကိုလက်ဦးမှုရတဲ့ခါကျတော့ ဒီကောင်နေအခုဒီထိန်းလို့မရဟုတ်တယ်လေဂျင်းနန်းနေပေါက်ကြတယ်ဂျင်းနန်းနေပေါက်ကြဂျင်းနန်းနေမှာဒီလိုထည့်ပြီးရေးမယ်အဲရေးပြီးတော့ငါတို့ဒီလိုဖမ်းမယ်အဲအဲ့ဖမ်းမယ်ဆိုတဲ့အစီအမံကိုကျွန်တော်ဒီဘက်ကသိတဲ့ခါကျတော့ဂျင်းနန်းနေမတင်ဘူးလေဘာဖြစ်တော့မတင်ဘူးအဲ့တော့ဘယ်ကပေါက်မှန်းသူတို့မသိပြန်အောင်အဲအဲ့လိုပုံစံမျိုးအဓိကတော့တည်င်းလက်ဦးမှုကအရန်ရေးကြည့်တယ်ဆိုတော့ပြောချင်အဲ့တော့တည်င်းလက်ဦးမှုသာတောက်လျှောက်ရနိုင်မယ်ဟဲ့ဆိုရင်စစ်ကောင်စီဘာမှပြင်ဆင်လို့မရစေဟောက်တကယ်အခုလဲဒီဘက်ကတပ်ဖွဲ့တွေကအများအားမှာအိုက်တိုင်းလုပ်တယ် စစ်ကောင်စီဘက်ကတခုခုလုံတော့မဟေးလို့သိလာနဲ့ဒီဘက်ကအကောင်လုံးပြင်ဆင်လိုက်တယ်အဲ့လိုပြင်ဆင်လိုက်တာကြောင့်မလို့လဲစစ်ကောင်စီအထဲထဲမှာဒီအချိန်တွေကိုလက်ရှိအချိန်ထိမတားဆီးနိုင်သေးတာဖြစ်တယ်အဓိကဒါဖျဲသီးတွေလည်းပါတာပေါ့ဖျဲသီးတွေရဲ့ကျေးဇူးပေါ့စစ်ကောင်စီရဲ့လောက်ရတိုင်းကိုပေါ့နော်အသက်နဲ့ရှင်းပြီးတော့ဒါအပြင်ကိုဒါတရင်တွေပေးပို့ပေးနေတယ်ဖျဲသီးတွေရဲ့ကျေးဇူးလည်းပါတယ်အဲ့တော့အဲ့လိုဖျဲသီးမျိုးတွေကိုလည်းကျွန်တော်တို့က delay တစားနဲ့ဂုံပြူအောင်ပဲဗောနော်အဓိကတော့သူတို့ပေးလာတဲ့သတင်းတွေကြောင့်မလို့ဒီဘက်မှာပြင်ဆင်လိုက်နိုင်တာတွေအနေရတွေတားဆီးလိုက်နိုင်တာတွေအများကြီးရှိတယ်အဲ့တော့သတင်းလက်ဦးမှုရဖို့အတွက်ကိုကျွန်တော်ကဒီထက်ပိုတဲ့နီလန်မျိုးတွေနဲ့လဲဆက်ပြီးတော့လှုပ်ဆောင်တင်တယ်ညီဖျဲသီးတွေအပြင်ကုန်မှာဗောနော်ထပ်ပြီးတော့ထော်လိုင်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေတင်နန်းမျိုးတွေပြီးရင်အသိပညာမျိုးတွေကျွန်တော်တို့မျှဝေပြီးတော့ထိမ့်သိမ့်တဲ့ပုံစံမျိုးတွေပို့ပြီးတော့လှုပ်ဆောင်ကြစေခြင်းနဲ့စစ်ကောင်စီလှုပ်နေတဲ့အတွင်းတွေက လုံရက်တွေလုံနီးလုံဟန်တွေထုံးစံတွေကိုတိလာတဲ့ခါကျရင်ကျွန်တော်ဒီဘက်မှာအများကြီးထိရောက်တဲ့အလုပ်တွေပြန်လုပ်နိုင်တယ်ပေါ့နော်အဲ့တော့ဒါကလည်းအရန်ရေးကြည့်တာပေါ့နော်နောက်တစ်ခုကတော့ဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေပြီးရင်ဒါစီဒီအန်တွေပေါ့နော်ဒါစစ်ပြေးရဲပြေးဆိုတဲ့သူတွေကိုဖမ်းမှုအရှိန်မြင့်လာနေတယ်ဆိုတဲ့ဟာနဲ့ပတ်သက်လို့တော့တကယ်တမ်းပြောရင်ဒီနိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းရန်ကမ်းလှမ်းချက်ကိုဒါဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့နာဆာကအစိုးရကစက်တင်ဘာ26ရက်မှာ ညပိုင်းမှာအတိပေးထုတ်ပြန်ခဲ့ရတယ်ဆိုတော့ဒါစာဆောင်ရှိတယ်ပေါ့နော်အဲ့တော့နာဆာကရဲ့ဒါအနီမယီမန်ချက်ကလွတ်လပ်ပြီးတရားမျှတသောပါရီစိုဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပကပေါ်ထွက်လာသည့်အစိုးရကိုနိုင်ငံတော်အာဏာပြန်လွှဲအပ်ပေးရပြီဖြစ်သည်ဆိုပြီးပုံစံမျိုးနဲ့ဒါထွက်ပေါ်လာတဲ့ထုတ်ပြန်ချက်တစ်ခုရှိတယ်အဓိကတော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းရန်ဆိုပြီးတော့သူတို့ပြောတယ်ပြီးရင်အဲ့လိုမျိုးပုံစံမျိုးတွေနဲ့လည်းတောက်လျှောက်ဖိတ်ခေါ်ခဲ့ တော်လိုင်းတပ်ဖွဲ့တွေကိုလည်းအဲ့လိုမျိုးဖိတ်ခေါ်ခဲ့တယ်။တိုင်းရင်းသားတပ်ဖွဲ့တွေကိုလည်းအဲ့လိုမျိုးပဲဖိတ်ခေါ်ခဲ့တာ။နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးလန်းနဲ့ပဲဖြေရှင်းကြမယ်။အဲအကြောင်းမလို့ပူပေါင်းပေးဖို့ပါဝင်ပေးဖို့ဖိတ်ခေါ်ရဲဆိုတဲ့ပုံစံမျိုး तू အမြဲတမ်းမှာတောက်လျှောက်ပြောခဲ့တာ။ထုတ်ပြန်ချက်တွေလည်းတောက်လျှောက်လုပ်တယ်။အဲ့တော့နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနီးနဲ့ဖြေရှင်းမယ်ဆိုပြီးတော့နိုင်ငံရေးမှာပါဝင်လို့အမှုဖွင့်ခံရတဲ့သူတွေ CDN လုပ်တဲ့ဝန်ထမ်းတွေကိုဒါဖမ်းဖို့အချိန်မြင့်နေတာကမင်းအောင်လှိုင်ဟာအပြောနဲ့အလုပ်နဲ့အခုချိန်ထိတလွဲစီပဲဆိုတဲ့ဟာကိုလည်းသိစေချင်တယ်ဗောနော်။အဲအဲ့တော့ နိုင်ငံရေးလှုပ်ပြီးဆိုတာနဲ့နိုင်ငံရေးမှုကောက်တက်လိုက်တာတွေမလှုပ်ဘဲနဲ့နိုင်ငံရေးမှုကောက်တက်ပြီးတော့အေးအေးယူတာမျိုးတွေဒါမျိုးပုံစံမျိုးတွေတောက်လျှောက် လုပ်တယ်ဗျာအဲ့ဗဇက်ကနေဒါနိုင်ငံရေးဒါပြဿနာကိုနိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ဆိုပြီးတော့ပြောနေပြီမယ်လက်တွေ့မြေပြင်မှာကျတော့ဒီနိုင်ငံရေးလှုပ်တဲ့သူတွေကိုလိုက်ပြီးတော့ဖိနှိပ်တာတွေအမှန်တရားပဲရက်တည်တဲ့သူတွေကိုလိုက်ပြီးတော့အဲဒုက္ခပေးဖို့ကြိုးစားတာတွေကတော်တော်လေးယွန်စရာကောင်းတဲ့လှုပ်ရဖြစ်တယ်အဲ့တော့ဒီကောင်းရဲ့ပြောစကားတွေဆိုရင်ကျွန်တော်တို့ကလုံးဝကိုအယုံကြည်မရှိတာ အဲ့တော့ယုံကြည်ရှိနေသေးတဲ့ဆိုတဲ့သူတွေကိုလည်းလေးစားတယ်အံ့ဩတယ်ပေါ့နော်ပြီးတော့ဒီလိုကောင်မျိုးကိုထောက်ခံပါတယ်အားပေးပါတယ်ဆိုပြီးတော့အသက်တွေပါပေးနေသေးတဲ့အောက်ကစစ်ကောင်စီစစ်သားတွေကိုလည်းတကယ်တနာတယ်မင်းတို့ကောင်တွေမှာအဲ့လောက်အသိဉာဏ်မရှိတော့ဘူးလားမင်းတို့ကောင်တွေနည်းနည်းစဉ်းစားကြည့်ပါဦးမင်းတို့ကိုတောက်လျှောက်ပေါ့နော်တေလန်းကိုပဲပို့နေတယ်ပြီးရင်ကိုယ့်ရဲ့ရပိုင်ခွင့်နဲ့ပတ်သက်လို့ဘာတစ်ခုမှဂယူမဆိုင်ဘူး ဟာသူသာကောင်းကောင်းမွန်နေတဲ့အောက်ကအဖွဲတွေကဘလို့ပဲတည်တည်ဘလို့ပဲနေနေဆိုတဲ့ပုံစံမျိုးတွေနဲ့လှုပ်တယ်အခုကြည့်မင်းတို့ရဲ့လစာမင်းတို့ရတဲ့လစာနဲ့မင်းတို့မိသားစုနဲ့လုံလောက်အောင်ရှင်သန်ရည်တည်နိုင်ရဲ့လားနိုင်ရဲ့လားအခုမင်းတို့တွေပြည်သူတွေစီကနေပြီးပစ္စည်းဥစ္စာမခိုးဘဲနဲ့ပေါ့နော်မခိုးမဝှက်ဘဲနဲ့မလူယူဘဲနဲ့တပြားမတိုက်ဘဲနဲ့ပြည်သူတွေကိုမနှိမ့်ဆက်မငြင်းမငွေနဲ့ပတ်သက်ပြီးတော့ချိန်ချောက်မှုတွေမလုပ်ဘဲနဲ့ဒီစစ်တပ်ကပဲပေးတဲ့တီးတန့်လစာတစ်ခုလေးနဲ့မင်းတို့မိသားစုလောက်ငှရဲ့လားမင်းတို့မိသားစုနောင်ရေးအတွက်ဘာတွေစုဆောင်မိလဲ စုဆောင်းနိုင်ခဲ့လေဒါအခုလိုမျိုးဒါခေပြက်ကာလချင်းနေမှုလို့ဒါမင်းတို့ကောင်နေပြည်သူကိုနှိမ့်ဆက်ပြီးတော့ရရင်ရမယ်ပေါ့နော် တကယ်တကယ်တမ်းမှာဒါစစ်ကောင်စီခေါင်းဆောင်ဖြစ်တဲ့မင်းအောင်လိုင်ကမင်းတို့အောက်ကလောက်ငယ်သားတွေပေါ်မှာဘာမှမကြည့်ဘူးဆိုတဲ့ဟာကိုမင်းတို့ကောင်နေတွေးတတ်အောင်စဉ်းစားတတ်အောင်ဩငါကလေးဘသူပဲဖြစ်ဖြစ်ကွာကိုသားသမီးဆိုရင်ကိုထက်ပို့ပြီးတော့တော်စီခြင်းနဲ့တက်စီခြင်းနဲ့ကျောင်းဆိုရင်ကောင်းကောင်းထားစီခြင်းနဲ့ထားခြင်းဒါပေမဲ့မင်းတို့ကောင်နေအဲ့လိုလုံနိုင်ခဲ့ရဲ့လားမင်းတို့အခြားဆင့်သားသမီးတွေပို့ပြီးတော့တော့တနာစရာကောင်းတယ်နော်တတ်ထဲမှာတော့အပြင်ကျူရှင်တော့မထားနိုင်တော့လို့ပေါ့နော် တက်ထဲကစစ်ဘိုတွေကပဲပြန်ပြီးတော့ဒါဆယ်တန်းစာဂိုက်လုတ်ပေးရတဲ့ဟာမျိုးတွေပါတယ်အများကြီးရှိရကွာအဲကြတော့ကိုသားသမီးအတွက်နောင်ရေးကိုစိတ်အေးရရလားမင်းတို့မှစူဆောင်းပြီးတာဘာရှိလဲမင်းတို့တက်ကနေပြီးတော့ပင်စင်ယူသွားတဲ့အသက်60အပြင်မှာမင်းတို့ဘာလုပ်နိုင်သေးလို့လဲအဲ့လိုမလုပ်နိုင်တော့တဲ့မကင်နိုင်တော့တဲ့အွယ်မှာရောစစ်တပ်ကပေးတဲ့မြေတကွက်ကမင်းတို့အတွက်ဖူလုံရဲ့လားဒါတွေကိုမင်းတို့စဉ်းစားကြည့်ချင်တာပေါ့နော်အဓိကတော့မင်းအောင်လိုင်ကမင်းတို့ကိုတမင်တက်တက်ကိုသူ့အတွက်အသုံးချနေတယ်ဆိုတဲ့ဟာကိုသိစေချင်တာပေါ့နော်နောက်တစ်ခုကတော့ဒါကျွန်တော်တို့ထုံးစံမပြတ်ရိုးရမပြတ်အားရစရာပြောမယ်ပေါ့နော်အဲ့ဒါက ဲ့ဒါကကြောက်ဖြူမှဖြစ်တာအရက်ကတက်တော့ A ကိုတိုက်ဖို့အဲပြစ်ခတ်ဖို့ကျဲချဖို့ဆိုတဲ့ drone ဘုံသီးတွေအတင်ချလှုပ်တဲ့ချိန်မှာပေါက်ကွဲလာပေါက်ကွဲပြီးတော့စစ်ကောင်စီစစ်သားတွေအဆာနာပြောက်သွားတယ်ဘယ်သူကဘယ်ဝါမှန်းမသိတော့ဘူးပေါ့နော်လိုက်စုနေရမှာပေါ့ဟန်ကောလေးနဲ့တည်းတလုံးလောက်တော့ရမှာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့တွေ့ွားတဲ့ဖြစ်စဉ်ရှိတယ်အဲ့ဒါကဒီ A ကိုတိုက်ဖို့ဆိုပြီးတော့ကြောက်ဖြူမှာ drone ဘုံသီးကားပေါ်ကနေအတင်ချပြုတ်လုပ်နေတော့မှာပေါက်ကွဲတာပေါ့နော်အဲ့တော့တက်ချက်ကြီး2ဦးအပါစစ်ကောင်စီစစ်သား5ဦးလစ်တယ်ပေါ့နော် ဖြစ်စဉ်ကဘယ်လိုလဲဆိုတော့ပြီးခဲ့တဲ့အော်တိုဘာလဒါ16ရက်ကြောက်ဖြူမျိုးပေါ်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတဲ့အာရခတပ်တော် AA နဲ့ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းမှာအသုံးပြုဖို့ drone ဘုံဒီအချို့ကိုလက်နက်ခဲယံတူလောင်ရေးခဲယံတိုက်တွေပေါ့ဗျာခဲယံတိုက်တွေကနေမှသူကကားပေါ်မှာတင်မယ်တင်ပြီးမှသူကတိုက်ပွဲဖြစ်တဲ့နေရာကတပ်ဖွဲ့တွေစီကိုပို့မှာသူကတိုက်ဖို့အတွက်ပို့မှာပေါ့အဲ့လိုပို့ဖို့အတွက်သူကလှုပ်တဲ့အချိန်မှာခဲယံတိုက်တွေကနေပြီးတော့ကားပေါ်တင်တဲ့အချိန်မှာအခုလိုမျိုးဒါ ကန်ညမာဇိုးပေါ့ကန်ညမာဂျိုးဇိုးဝင်တာပေါ့နော်အဲ့လိုပုံစံမျိုးနဲ့လစ်သွားတာပေါ့နော်အဲ့တော့ဘုံသီးတချို့ကိုသူတင်နေတဲ့အချိန်မှာပေါက်ကွဲတယ်အဲ့လိုမျိုးဒါလှုပ်အားပေးဖို့အတွက်ခေါ်ထားတဲ့စစ်သားကအယောက်20ရှိတယ်အဲ့အယောက်20တဲကတယောက်သေးသောသူကပေါ့နော် ကောင်လေးဒီကောင်ကြောင့်မလို့ကြံတဲ့ကောင်တွေကလစ်ကုန်တာအဲ့ကောင်ကြောင့်မလို့အဲ့ကောင်လက်ထဲကနေပြီးတော့ဒါဘုံသီးပြုတ်ကျသွားတဲ့အချိန်မှာပေါက်ကွဲပြီးတော့ကြံတဲ့လူတွေပါထိခိုက်ကုန်တယ်ထိခိုက်ပြီးတော့သေဆုံးတာတွေလည်းရှိတယ်ဒဏ်ရာရတွေလည်းရှိတယ် အားလုံးပေါင်းကအယောက်20လောပါပြီးခေါ်တာပေါ့နော်အဲ့တော့အဲ့ပောက်ကွဲတဲ့ဘုံသီးကဇက်တိုက်ဆိုလို့ပေါ့နော်ဒီနေရာမှာပောက်ကွဲသွားပြီမဲ့ကြံတဲ့ဘုံသီးတွေပါပောက်ကွဲမှုတွေကူးဆက်ပြီးတော့ဇက်တိုက်ဖြစ်သွားလို့တော်တော်လေးအထိကိများသွားတဲ့အနေထားပေါ့နော်အဲ့တော့အဲ့အကြောင်းမို့လို့လဲကြံတဲ့သူတွေပါတေကုန်တာပေါ့ဗျာအဲ့တော့ဖြစ်စဉ်က18ရက်နေ့ကခါတိုင်းလို့ဘုံသီးပို့ဖို့ထုတ်ပြီးတော့ဒါအခုတေတဲ့သူတွေပါအယောက်20နီးပါးလောက်ကိုလောပါပြီးထုတ်တယ်အဲ့မှာသူတို့လက်ထဲကဘုံသီးကလွတ်ကြပြီးကွဲတော့အနည်းဆုံးအနည်းဆုံးမှရှိတဲ့၅ဦးကတော့ပွဲချင်းပြီးတည်တာပဲအသက်မရှိတော့ဟုတ်အဲကျန်တဲ့သူတွေကတော့တန်ရရတာရှိတယ်ဆိုပြီးတော့ဒါတည်ရတယ်ဗောနော်အဲ့တော့ ်သေတာက9ယောက်အဲ့ထက်က2ယောက်ကိုတော့အတီးပြုတ်လို့ရတယ်တဲ့အဲ့2ယောက်ကဘာလုပ်လဲဆိုတော့တက်ချက်ကြီးဟန်ထက်သူကပြီးရင်တက်ချက်ကြီးရဝေထက်အဲရဝေထက်တို့2ယောက်ကိုတော့သိရတာဟိုပုံးစင်းတက်ချက်ကြီးတွေအဲ့တော့အဲ့အဖွဲ့တွေကအခုနောက်ပိုင်းမှာသူကဈောင်းကြွရဲ့အထင်းမှာလည်းပါတယ်ဘာလို့လဲဆိုတော့သူကအရာရှိတင်တန်းမှာသူကတက်ပြီးတော့သူကဘူလောင်းဖြစ်ခွေးရတယ်ပြီးရင်အရာရှိဖြစ်ခွေးရမှာဆိုတော့သူကချိန်ဝါကြတာရှိတယ်အဲဒါရေဘလူးကိုဆိုသူတို့ပြောတယ်ပေါ့နော်အပတ်စဉ်သူတို့အပတ်စဉ်ကြောင်းစင်းကနေမှာဗာပြောလဲဆိုတော့ဟိအောင်ရေဘလူးရောရှိသေးရဲ့လားကွာပေါ့နော်ငါတို့အပတ်စဉ်ကြောင်းစင်းမှာမဟုတ်လို့ ရေဘလူးဆိုတဲ့ကောင်ပြေးပြီလားမသိဘူးလို့ပါအဲအဲ့လိုပုံစံမျိုးတွေသူတို့ကကြွေးကြော်တာမျိုးတွေရှိခဲ့တယ်အဲသူတို့ကသူတို့စိတ်ကြီးဝင်စိတ်ကြီးဝင်တဲ့ပုံစံမျိုးတွေယုံကြည်မှုတွေလွန်ကဲနေတဲ့ပုံစံမျိုးတွေလည်းရှိတဲ့ဒါသူတွေပေါ့နော်အဲ့လိုလူတွေက အခုဒီလိုအဖြစ်အဆိုးတွေကြုံရတယ်ပေါ့နော်အဲဒီဥစ္စာကတော့ဒါတကြက်ကြီးအဆင့်တွေပဲရှိသေးရပေါ့သူတို့ကခုနလိုအခွင့်အရေးတွေရမယ့်သူတွေပေါ့ဗျာအဲ့တော့သူတို့ရဲ့အသက်တွေကငငယ်လေးပဲရှိသေးတယ်တဲ့အဲ့ဒီဖြစ်စဉ်မှာပေါက်ကွဲသွားတဲ့ဖြစ်စဉ်ပါပေါ့နော်စစ်ကောင်စီတပ်သားတွေရဲ့ရုပ်အလောင်းတွေက drone bomb တွေရဲ့ရန်အရှိန်ကြောင့်မလို့တစားစီဆုတ်ပြက်သွားတာမလို့မိသားစုကိုတောင်မှတေးတယ်ဆိုတဲ့အကြောင်းပဲအကြောင်းကြားပြီးရောချက်ချင်းလန့်ငင်းတကြိုခဲ့ရတယ်ဆိုပြီးတော့သိရဒီအလောင်းတွေကိုမပြတော့ဘူးအဲပြင်းအားလဲပြင်းမယ်ပေါ့နော်ပြင်းမယ်ပြီးတော့ကြတော့အနီးကပ်ကြီးဖြစ်တာဖြစ်တဲ့အတွက်အဆနာပျောက်သွားတဲ့ကောင်တွေလည်းရှိမယ် အဲ့ပြင်ခုနပြောသလိုပေါ့9ယောက်တေဝဲတေဝဲအထက်မှာ2ယောက်ပဲအတီးပြုတ်လို့ရတယ်။ကျန်တဲ့3ယောက်ကဘယ်သူပဲဝါမမသိတော့ရောသွားမှာပေါ့သိရမလား။ဒီဒီဒီကောင်းလေးရဒီဘက်လေဟိုဘက်ဒီဘက်ဒီလက်လေးရဟိုဘက်ရောက်အဲ့အဲ့လိုပုံစံမျိုးရောသွားရရှိမှာပေါ့။မျက်နှာတွေပါလေလုံးဝအတီးပြုတ်လို့မရပါဘူးဆိုကနေကွာဗျာအစနာပျောက်သွားလို့။ချိုးကတက်တူးတွေပါရရှိမယ်ဒါဆိုရင်တော့ဘသူသိမယ်ဗျာလုံးဝကောင်းမပါတော့ဘူးဆိုရင်တော့မဟုတ်တော့မလား။ဝှက်ထားတဲ့အဝယ်စားကြည့်ပြီးတော့ခွဲလို့ရရင်ရမယ်ဒါပေမဲ့အဲ့ချိန်မှာတော့ယူနီဖောင်းဝင်ဝတ်မှာပေါ့လေနော်။လုံးဝကိုအစနာပျောက်သွားလို့ခွဲကြလို့မရတော့တာ။ ော့ဘလောက်တောင်မှအဖြစ်ဆိုးသလဲဗီဒီယိုကိုနှိပ်စက်ညင်မှန်တက်ဖြတ်ဖို့လုပ်နေတဲ့ကောင်တွေနောက်ဆုံးအကျိုးရလဒ်ကဘာလဲပြီးတော့ကျတော့ဒီ drone ပုံစံဆိုတဲ့ဟာကပေါ့နော်တော်လိုင်းတက်ဖွဲ့တွေကိုတိုက်ခိုက်နေတာထက်ပေါ့နော်ပြည်သူကိုတိုက်ခိုက်တာပုံများနေတာခုရက်ထဲမှာကြည့်ကြည့်လိုက်တကယ်ကလေးတွေတေးပြန်ပြီးအာပြည်သူတွေတေးပြန်ပြီးတက်ကြီးရွယ်ဦးတွေတေးပြန်ပြီးအာအဖိုးအဖွားတွေထိခိုက်ပြန်ပြီးအဲ့လိုမျိုးပုံစံမျိုးဖြစ်အောင်လို့တိုက်ခိုက်နေတဲ့ drone ပုံစံတွေပေါ့နော်အဲ့တော့ဒီကောင်တွေဝက်လေတာ မင်းတို့ဝစ်လေတာအဲ့ဒါမင်းတို့အစနာပြောက်သွားရဆိုတာမင်းတို့ဝစ်လေတာရှေ့မှာမင်းကြည့်ကြည့်လိုက်ဒါပြည်သူတွေကိုကြည့်ကြည့်လိုက်မင်းတို့တိုက်ခိုက်မှုတွေကြောင့်မလို့မင်းတို့ရဲ့ဘုံကျဲမှုတွေကြောင့်မလို့ကလေးတငယ်တွေဘလို့ဖြစ်သွားလဲအစနာပြောက်သွားတယ်ခေါင်းတွေပါတွေပျောက်ထွက်သွားအဲ့လိုပုံစံမျိုးပဲမင်းတို့လည်းဖြစ်တာအခုမင်းတို့ကောင်တွေတကယ်ဝစ်လေတာမင်းတို့ရဲ့လောက်ရက်တွေကမင်းတို့ကိုပြန်ပြီးတော့အကျိုးသက်ရောက်နေပြီအဲ့တော့မင်းတို့ကောင်တွေအမြန်ဆုံးအမြင်မှန်ရမှမရလို့ကတော့မင်းတို့ရဲ့ဒါအဆုံးသက်တွေလည်းလှမှာမဟုတ်ဘူးမင်းတို့ရဲ့မိသားစုကြံခဲ့မဲ့မိသားစုပေါ့နော် ပြည်သူကြားထဲမှာလုံးဝမင်းတရွေးကွက်ပက်လက်တွေရောမှောက်ခုံတွေရောမျောမှာအေးအဲ့လိုဖြစ်မျိုးတွေမင်းတို့ကြုံရမှာအဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးရုပ်လောင်းနေကိုဒါဓာတ်ပုံတွေပါရီအစဒါမိသားစုတွေစီကိုမပြဘဲနဲ့ပေါ့နော် ပြေးပို့ခြင်းမရှိဘဲနဲ့ စစ်စင်အခြေအနေဖြစ်တာမလို့တဲ့သတင်းမပေါက်ကြရေးအတွက်အထူးတားမြစ်ပိတ်မိထားရတယ်ဆိုပြီးတော့လေဒါသူတို့ပြောသွားပြောပြီးတော့လောင်းနေကိုချက်ချင်းတချို့လိုက်တယ်ပေါ့နော်အလောင်းနေကဒရုန်းပုံသီးကတ်ကွဲတာဆိုတော့ဒါဆုတ်ပြတ်သွားတာပဲပေါ့နော်တချို့ဆိုရင်တစားစီပဲပေါ့နော်အဲ့ဒါမိသားစုကတော့အကြောင်းကြားပြီးနောက်နေချက်ချင်းတက်ကတချို့လိုက်တယ်တဲ့ဒီကိစ္စကိုလိုင်းပေါ်မပြန့်ဖို့အတွက်လဲတက်ကမိသားစုကိုရကျန်တဲ့သူတွေကိုရသတိပေးထားပါတယ်တဲ့ဒါပေမဲ့ကျွန်တော်တို့ရတာတော့မတက်နိုင်ဘူး တို့ကဒီလိုမျိုးဖြစ်ပြီဆိုတဲ့ခါကျရင်တေချာပေါက်သတင်းဖုံးမှုအတွက်စူးစမ်းတယ်။ပြီးရင်သတင်းတွေဖြစ်စဉ်တွေကိုလိမ်တင်ဖို့အတွက်စူးစမ်းတယ်။အဲ့လိုလိမ်တင်မှပဲတို့အပြစ်ပေးရေးယူခံခြင်းမှလွတ်မှာပေါ့နော်။ဘာလို့လဲဆိုတော့ဒါကပေါ်ရုံမှုကြောင့်ဖြစ်တယ်။အဲ့ပေါ်ရုံမှုမှာဘယ်သူတာဝန်ရှိသလဲ။တေတဲ့ကောင်တွေကတေသွားပြီနော်။ဒါပေမဲ့ကြံတဲ့ကောင်တွေကရေးယူခံရမှာ။တို့ကအဲ့လိုမျိုးလာတာ။အဲ့ကျွန်တော်အဲ့ဖြစ်စဉ်တွေပတ်သက်လို့ဘယ်ကောင်မှတာဝန်ရှိလဲ။ အခုအချိန်နေရအခုအနေထားရယာရုတက်ဖို့အင်တန်ခက်ခဲနေတဲ့အနေထားမှာဒီလိုမျိုးဖြစ်စင်နေကြောင်းမလို့သတိပေးဆုံးမခံရပြီဆိုရင်အဝါကတိပြီဗျာအနီကတိပြီဗျာအဲ့တက်မှုဆိုတဲ့ကောင်ယာရုမတက်တော့အဲ့လိုမှမတက်ဘူးဆိုရင်တို့ရဲ့အနာကအိမ်မက်တွေကပြက်စီးပြီအဲ့ဒါအဲ့လိုမျိုးမဖြစ်ဖို့အရေးကိုတို့ကမြဲတမ်းမှာဖုံးကွယ်ဖို့ကြိုးစားတယ်တက်ကကောင်လေးကိုလည်းတို့ကသတိပေးတယ်အဲဖုံးကွယ်ထားရတယ်ဗောဗျာအဲအဲ့လိုမျိုးဖုံးကွယ်ဖို့အတွက်ကိုလည်းလိုက်ပြီးတော့စော်ဟောတာတွေရှိမယ်ဗောနော်ဒါပေမဲ့လည်း ဒီအပြင်ကိုသတင်းရောက်လာတဲ့ခါမှာတော့ကျွန်တော်တို့အခုလိုပဲဝိုင်းပြီးတော့ဖဲ့ကြတာပေါ့လေနော်ဒီသတင်းတွေပြန့်နှံ့အောင်ပို့ပြီးတော့လှုပ်ကြတာပေါ့လေနော်အဲ့တော့ကြောက်ဖြူမှလည်းတိုက်ပွဲတွေကစက်တိုက်ဆိုလို့ပို့ပြီးတော့ပြင်းထန်လာနေတာတွေရှိတယ်စစ်ကောင်စီဘက်ကလည်းအရှင်မြင့်လှုပ်ရှားလာနေတာတွေရှိတယ်ပြီးတော့အာခတ်တက်တော် A ဘက်ကလည်းအရေးကြီးကြီးထုတ်ပြန်ချက်တွေထုတ်ပြန်ထားတာတွေရှိတယ်ဆိုတာကဒီကြောက်ဖြူစစ်တွေမှာပေါ့နော်စစ်ကောင်စီဘက်ကစီးအေးလှုပ်ရှားမှုတွေပို့ပြီးတော့လှုပ်ဆောင်လာတယ်ပြီးတော့အာခတ်တက်တော် A တင်ပိုက်ထားတဲ့နေရာတွေကိုပြန်ပြီးတော့ စစ်ကောင်စီကထိန်းချုပ်နိုင်ဖို့အတွက်နှီးမျိုးစုံနဲ့ကြိုးစားလာနေလို့တိုက်ပွဲတွေပိုပြီးဖြစ်ပွားလာနိုင်ရည်ရှိတယ်။ရေတက်ကနေပြီးတော့လည်းအင်အားတွေဆက်ပြီးတော့ဆေလွတ်နေတာမျိုးတွေရှိသလိုပေါ့နော်။အဲကင်းထောက်တာတွေအဲကင်းထောက်ပြန်ဝဲတာတွေဒရုန်းပြန်ဝဲတာတွေဒါတွေလည်းစက်တိုက်လှုပ်လာတာဖြစ်တဲ့အတွက်သတိထားကြဖို့ပြည်သူတွေကိုလည်းထုတ်ပြန်ထားတာရှိတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ဒီနေရာဒီအခြေအနေတွေကဒီထက်ပိုပြီးတော့ကြမ်းတမ်းလာဖို့ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့ရွေးကောက်ဘက်ကလည်းနှီးလာပြီလေနော်။မင်းအောင်လိုင်းဒါလုံးဝ တော်တော်လေးကိုအခြေအနေဆိုးရွားတဲ့အနေအထားကိုသူရင်ဆိုင်နေရပြီသူ့အတွက်အချိန်ဘလောက်မှမကြံတော့တဲ့ပုံစံမျိုးပေါ့ဗျာအဲ့တော့ဒီရွေးကောက်ပွဲမလုံနိုင်ဖို့အတွက်ကိုလည်းတော်တော်တက်ဖွဲ့တွေကအဘက်ဘက်ကနေတားဆီးနေကြတယ်ရှိတယ်တရားမမျှတလို့ပေါ့ဗျာအဲ့တော့ဒီအခြေအနေကြားရမှဒီသတင်းကလည်းအားရစရာအကြောင်းအရာတစ်ခုမလို့အခုလိုမျိုးတင်ပြပေးတာဖြစ်ပါတယ်နောက်တစ်ခုကတော့ဒါလိုင်းသားယာအမ်မြို့ပေါ်ရောက်လာပြီလိုင်းသားယာလိုင်းသားယာဒါတောင်ကြီးရေစကန်အဲ့ရေစကန်ကိုလက်ပြုံပစ်သွင်းတိုက်ခိုက်ခဲ့တယ်အဲအဲ့ဒါကအော်တိုဘာ22ရက်နေ့က 9:48မိနစ်မှာလှိုင်သာမြို့နယ်တွေကတောင်ကြီးရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့တွေကလက်ပြပုံ3လုံးပစ်ခဲ့တယ်3လုံးပစ်သွင်းပြီးတော့ဘလောက်ထိခိုက်တယ်ဆိုတာတော့မသိရဘူးဒါပေမဲ့လည်းသိကြတဲ့အထိခိုက်ရှိတယ်ဘာလို့လဲဆိုတော့အဲ့ဖြစ်စဉ်ဖြစ်ပြီးရဲ့ချိန်မှာဘယ်လူနာတင်ကားတွေအဲ့ထဲကိုဝင်သွားကြတယ်ဗီဗောဗီဗောနဲ့ဝင်သွားကြတယ်သိကြတယ်လူနာတင်ကားဝင်ပြီဆိုကုန်ကတော့ခုနလိုပေါ့နော်ညသာစားဝဲလောက်မှာမဟုတ်ဘူးလူနာတွေတင်ပြီးတော့ဈေးရုံခေါ်ရမယ်တေတဲ့ကောင်တွေကိုလည်းပူရင်ပူရမယ်ပေါ့နော်အဲ့တော့အထိခိုက်ရှိတယ်ဆိုပြီးတော့ယူဆလို့ရတယ် အဲ့တော့မျိုးပေါ်တိုက်ခိုက်မှုကအခုလက်ရှိအချိန်ဒီမှာအရန်ရေးကြီးတယ်အရန်ရေးကြီးတယ်ဆိုတာကစစ်ကောင်စီကအခုဆိုရင်နေရာနှက်မှာပေါ့နော်သူကဒီတိုင်းပြည်ကိုဒီနိုင်ငံကိုသူကလုံခြုံအောင်ပြီးရင်ဒါစီကားအောင်ပြီးရင်လုံးဝဘာမှတာမန်ပုံစံဖြစ်နေအောင်ငြိမ်းချမ်းနေတဲ့အောင်သူကအမြဲတမ်းပုံဖော်ခြင်းဒီကာလကသူ့အတွက်အဲ့လိုမျိုးပုံဖော်မှုအတွက်အရန်ရေးကြီးတယ်အဲဒါကြောင့်မလို့ငါတွေ့လာငါတို့တိုင်းပြည်တည်ငြိမ်နေပြီအေဂျင့်နေပြီအဲအဲ့လိုမျိုးအခြေအနေမျိုးမှာလောက်ခဲ့တဲ့ရွေးကောက်ပွဲကဘလို့ဆိုတဲ့ပုံစံမျိုးသူကလှုပ်ခြင်း အဲအကြောင်းလို့သူကဒီသတင်းတွေတိုက်ခိုက်ခံရတာတွေနဲ့ပတ်သက်လို့အမြဲတမ်းမှသတင်းဖုံးဖို့ကြိုးစားတယ်အဲအဲ့လိုမျိုးဖြစ်လာပြီးဟေ့ဆိုရင်လည်းအရင်ထက်ပိုတဲ့အရေးယူမှုတွေလောက်ခံနေရတယ်အခုဆိုရင်အရင်တုန်းကဒီလိုမျိုးခြေနေမှာတိုက်ခိုက်ခံရတယ်ဆိုရင်အဲ့လောက်ကြီးသူတို့အရေးယူတာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့ဒီကာလမှာဖြစ်တဲ့အတွက်ပို့ပြီးတော့ရေးယူတာတဲ့အဲအဲ့လိုမျိုးအရေးယူလဲယူတင်တယ်ဘာလို့လဲဆိုတော့ဒီကာလအရေးကြီးဖြစ်တဲ့အတွက်ကင်းနေပါလေဆိုလဲလုံခြုံရေးနေပါလေဆိုလဲပို့ပြီးတော့တိုးမြင့်ထားတယ် အဲ့လိုတိုးမြင့်ထားတဲ့ဂျားတဲ့ကမှတပ်ဖွဲ့တွေကအခုလိုမျိုးလုံလိုက်နိုင်တဲ့ဟာကစစ်ကောင်စီအရှိုက်ကိုတဲ့တဲ့ထိုးပလိုက်တာနဲ့အတူတူပဲအဲအဲ့ဒါကြောင့်မလို့လေဒါမင်းအွန်လိုင်းကတော်တော်လေးအခင်းမကြီးဖြစ်တဲ့ပုံစံမျိုးပေါ့နော်ဆိုတော့ဒီလိုမျိုးတည်ငြိမ်အောင်လှုပ်ပြခြင်းနဲ့မင်းအွန်လိုင်းအတွက်ဒီလိုမျိုးလှုပ်ရက်တွေကအရန်လိုအပ်တယ်မြို့ပေါ်မှာလည်းဒါတည့်ရတိုင်းပဲပြည်သူတွေကပေါ့နော်ဒီလိုအုံချင်းတန်ကြရင်တော်လိုင်းကိုအားပေးတဲ့ပြည်သူကိုပြောတာအဲ့လိုမျိုးအတန်ကြရင်ငါတို့ကလေးတွေလှုပ်လှုပ်နေတော့မယ် ပြီးရင်အဲ့လိုမျိုးအတန်ကြားရတဲ့အထက်မှာပျော်ရတဲ့အထက်မှာခုနလိုစစ်ကောင်စီကမတရားဖမ်းဆီးခံထားရတဲ့အကျဉ်းချခံထားရတဲ့ဒါကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေအဲဓမ္မဘက်တော်သားတွေလည်းပါတယ်ပါတယ်ဆိုတော့အတန်နဲ့ကြားရပြီဆိုတော့ငါတို့ဖွဲ့တွေအပြင်မှာချနေတော့မယ်ငါတို့လွတ်ဖို့အတွက်မျှော်လင့်ချက်တွေရှိတယ်အဲအဲ့လိုပုံစံမျိုးနဲ့အားတက်ကြတယ်ဗျာပြည်သူကလည်းအဲ့လိုပဲအခက်အခဲတွေဖိနှိပ်မှုတွေပေါင်းစုံကြားတဲ့ကနေမှလုံးဝဖိနှိပ်ခံနေရတဲ့ဘဝကြီးနေမှာပေါ့နော်နေ့စဉ်ဖြတ်သန်းနေရတယ်ဆိုပေမဲ့ ီလိုမျိုးအတန်တွေကြာရပြီဆိုတဲ့ခါကျရင်ငါတို့ကမျှော်လင့်ချက်ရှိရငါတို့ကလေးတွေခုချိန်ထိချနေတော့မယ်ငါတို့လူငယ်တွေခုချိန်ထိ fight နေတော့မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်အဲဒါကြောင့်ဒီအချိန်မှာဒီလိုမျိုးတိုက်ခိုက်မှုကလက်ပြပုံသုံးလုံးပောက်ကွဲမှုတစ်ခုဆိုတာပို့တယ်စိတ်ဓာတ်တွေအရာတက်ကြွသွားအောင်လှုပ်ပေးလိုက်နိုင်တာလည်းပါတယ်မျှော်လင့်ချက်ရောင်ကြည်တွေတန်းအောင်လှုပ်ပေးတာလည်းပါတယ်စစ်ကောင်စီဘက်ကတည်ငြိမ်တည်အောင်ပြနေတဲ့အခြေအနေတွေကိုပယ်ဖျက်လိုက်တာနဲ့လည်းပါတယ်ပေါ့နော်အဓိကတော့အဲ့လိုမျိုးလုပ်နိုင်ဖို့ကအခုကာလကရန်ရည်ကြီးနေတာအဲဒါကြောင့်မလို့ဒါရွေးကောက်ပွဲကာလနီးလာလေလေ ီလိုမျိုးဒါမြို့ပေါ်ကတိုက်ခိုက်မှုတွေပိုပိုပြီးတော့တိုးလာနိုင်ခြင်းရှိတယ်ဆိုတဲ့အကြောင်းလည်းဒီညအနေပြောချင်ပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်